ငါးရောင်မြောက်ရုပ်ကိုဆိုတာအန်ဩစရာပဲလို့ခေစာဟုကပြောတော့အခိုင်အုံလဲထွတ်သွားရတော့လို့ခေစာဟုကိုပြောလိုက်ပါတယ်။ပေတရမြောက်ရဲ့အကုံတယောက်မချန်တက်ပြစ်မှမလို့လွန်ခဲ့တဲ့နှစ်နှစ်ကရောအခုရောငါးရဲ့ချိန်မှန်းချက်ကမပြောင်းသေးဘူးလို့အခိုင်အုံကဆိုပါတယ်။ရှွာခက်လူဗီကဒီလောက်ထိခစ်ကြီးကိုလောက်ကင်နိုင်လိမ့်မယ်လို့မထင်ဘဲနဲ့အဲ့ဒါအပြင် WiFi ရဲ့နောက်ဆုံးခြံခဲ့တဲ့ One Piece ကတကယ်ရှိတဲ့ဆိုတဲ့စကားပဲလို့ဆန်ကကူကဆိုပါတယ်။တေသွားသူရဲ့ဗရန်ဗရာပြောတဲ့စကားတွေမလို့အားလုံးကလည်းယုံကြည်နေပြီးတော့ရေတက်နဲ့ရန်သူဖွဲ့တာဘလို့လဲဆိုတာကိုအခိုင်အုံကသူတင်ပြပေးမယ်လို့ဆိုပါတယ်။ နေရာပြောင်းသွားရမယ် new marine fort ဟာ slash ရဲ့အတွက်ကိုနေတဲ့ holy land ကို maybe dress ကိုကောက်ွယ်ပေးနေတာကတော့မပြောင်းလဲသွားခဲ့ပါဘူး ဖာမောက်ဝါဖြစ်ပွားခဲ့တဲ့နေရာကိုအခု G1 အဖြစ်ပြောင်းလဲခေါ်ဆိုပြီးအခုဆိုရင် Navy Base G ဟာ Red Line ကိုခွဲခြားထားတဲ့ပုံစံတစ်မျိုးမျိုး Joyce ကိုကျူးကျော်သူတွေထံမှကာကွယ်ပေးထားပါတယ်။ဒီနေရာက Red Fort ဖြစ်ပြီးတော့ဒလုကြီးမားတဲ့စိတ်ကန်းကြီးနှစ်ခုက Red Line တစ်ဖက်တစ်ချက်စီမှာရှိပြီးတော့ Red Line နဲ့ရန်ရဲတစ်ဖက်ကိုတွားဖို့အတွက်တရားဝင်လမ်းမဖြစ်ပါရဲ့။ Holy Land ကိုတွားဖို့ဘူပေါင်းအသုံး Gandolas ဖြစ်တဲ့ Bandolas နဲ့အပေါ်ကိုတွားကြရပါတယ်။ဒလုနဲ့အတိုင်းပြည်အတီးတီးကဘရင်ဘရင်မားတွေကလည်းရောက်ရှိလို့လာခဲ့ကြပါပြီ။ အဲ့ဒီချိန် Vice Admiral Gap ရဲ့တင်မောင်းတဲ့အတူ King Nap Jun တို့လည်းရောက်ရှိလာခဲ့ကြပါတယ်။ရှူယာဟိုရှိမန်တမီလေးကိုတဲ့အကိုကြီးဖြစ်သူဖူကာပိုရှိကထွက်လာခဲ့ဖို့ပြလိုက်ပါတယ်။ ယူကူကင်တန်ကကဘာအစိုးရနဲ့ပတ်သက်လာတာ200ကျော်သွားခဲ့ပြီဆိုပေမဲ့ Revenila Gang ကတော့အခုမှတစ်ချိန်မဲ့တယောက်ရသေးတာမလို့ဒါဟာတကယ့်ကိုသတင်းကြီးဖြစ်လို့နေခဲ့ပါတယ်။ Maybe Joyce မှာလေ Fujitora ကခောက်ဆွဲစားနေတော့အခိုင်အုံကမောင်းထုတ်ခိုင်းနေတဲ့အကြောင်းကို Yukuku ကပြောလိုက်ပါတယ်။ Fujitora ကသူနဲ့ချမလို့လာလို့မလဲတော့ Yukuku ကလည်းရှီမောလိုက်ပြီးတော့ Fujitora ကဒီအစည်းအဝေးပွဲကိုဖျက်ဆီးနေချင်တာလည်းမဟုတ်လို့မချချင်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ ဖူဂျီတိုကသူဖြက်စီးဂျင်နီတာကဒီစနစ်ကြီးပဲလို့ပြောလိုက်ပြီးခောက်ဆွဲအတွက်လည်းကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဘကာပန်ရောဘာပဲလုံးနေလဲလို့ခုခုကမေးတော့ဖူဂျီတိုကသူမမြင်ရမယ်အရန်ကောင်းတာကြီးတခုတော့ပြီးစီးနေပြီလို့ဆိုပါရဲ့။ ဘာများလဲလို့ Google ကထပ်မေးလိုက်တော့ Seven Wallet Snake ကိုထပ်ပြီးတော့မလိုအပ်တော့ဘူးလို့ Fujitora ကပြောပြလိုက်ပါတယ်။ဒါကို Google ကရီမောနေရင်အတင်းကြီးပါလာလို့ပြောလိုက်တော့ဘာပဲဖြစ်ဒီကစားစရာတွေကစားကောင်းတာမလို့စားကြည့်ဖို့ Fujitora ကပြောရင်အရင်လိုအစားရှောင်နေသေးရလားလို့မေးလိုက်ပါတယ်။ပြင်းလုံးလုံးတုံးနေလုံးလုံးဘာမှမစားပဲမယ်။မမကခွန်ကျွေးရင်တော့စားမှာပေါ့ဆိုပြီးတော့ Google ကရီမောနေပါတော့ရဲ့။ချီဝါခိုရှိလေးကိုလည်းအားလုံးကသဘောကျနေပြီးတော့ Morgan Scar လည်းအတော်ကျွေးနေပါတော့ရဲ့။ချီဝါခိုရှိကအတော်လူကြိုက်များနေရပဲလို့ Neptune ကပြောတော့ Fishman Island ရဲ့ရှေးသူမမင်းသမီးလေးကပင်လယ် ပင်ကဘယင်မဟန်ကောနဲ့ရှင်နိုင်တဲ့အလှမျိုးရှိတယ်ဆိုပြီးကုန်းပေါ်မှာပြန့်နှံ့နေတဲ့အကြောင်းကပ်ကပြောလိုက်ပါတယ်။ရှီဝါကိုရှိကတစ်ပင်တစ်ပင်ကိုမြင်တော့လူဗီပြောပူးတဲ့ကုန်းပေါ်ကတစ်တော်ဆိုတာလားလို့ပြောတော့အဲ့ဒါတစ်ပင်တသက်ပဲလို့ကပ်ကပြောပြလိုက်ပါတယ်။အဲ့ဒီချိန်လူတစ်ယောက်ကသူကဘသူလဲဆိုတာသိလားသူရဲ့ကောင်းကြီးကပ်လို့မိလိုက်ပါတယ်။ဘယ်ကတောက်ကလေးလဲလို့ကပ်ကပြောလိုက်တော့ငါကမင်းရဲ့မွေရဲ့မြေကိုကင်းနမ်ကဘယင်စတလီလို့ပြောလိုက်ပါတယ်။စတလီက East Blue မှာရှိတဲ့ဂိုဝါတိုင်းပြည်ရဲ့ဘယင်တစ်ယောက်ဖြစ်နေပြီးတော့စာပေါ်ရဲ့မွေးစားညီရဲ့ကိုတစ်ယောက်ပါ။ ဒါတွေကိုလင်ဘက်ကလည်းစောင့်ကြည့်နေခဲ့ပြီးတော့စတက်လီဆိုတာမင်းရဲ့မွေးညီကိုမှတ်လာလို့စာဖို့ကိုပြောလိုက်ပါတယ်စတက်လီဟာတဝယ်မျိုးနွယ်ဖြစ်တဲ့စာဖို့တို့မိဘတွေကမွေးစားခဲ့ကြတာပါအဲ့ဒီကနေစတက်လီဟာတဝယ်မျိုးနွယ်တွေနဲ့အဆက်အသွယ်ရဖို့စူးစမ်းပြီးတော့မင်းသမီးအက်စထရိုနက်နဲ့လက်ထပ်ခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာကိုဟာကင်းတမ်းရဲ့ဘရင်နဲ့ဘရင်မကထူးဆန်းစွာတည်ဆုံခဲ့ရပြီးတော့လာနေငယ်အကြာမှာတော့စတဒီဟာဘရင်တစ်ပါးဖြစ်လာခဲ့ပါရဲ့စာဘုတ်ကသူတို့ဟာအဲ့ဒီတိုင်းပြည်ရဲ့ဂရေးတာမီနယ်မှာလူဗီနဲ့စာတွေ့ခဲ့တာပဲဆိုပြီးတော့အရင်ကအကြောင်းလေးတွေကိုပြန်တွေးနေမိခဲ့ပါရဲ့အစပိုင်းမှာတော့နှစ်ယောက်လုံးကလူဗီကိုလက်မခံချင်းခဲ့ပေမဲ့နောက်ပိုင်းအတူတူစာကဲတောက်ပြီးတော့ညီကိုတွေဖြစ်ပြောင်းလဲလာခဲ့ကြပါတယ်သုံးယောက်ပေါင်းတောင်းချက်လို့လို့ကပ်ပြတဲ့ကိုလည်းအချင်းချင်းခံရပြီးတော့အနာကက်မှာပေတတမြားပြီးလောက်ကြမယ်ဆိုကစာဘုတ်ကသူလဲတဝင်းမျိုးတွေကနေစွန့်ခွာပြီးသုံးယောက်အတူတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့တနေ့မှာတော့စာပေါ်ရဲ့အဖေအတင်းကျပ်ခေါ်ဆောင်တာကိုခံခဲ့ရပါတယ်။အဲ့ဒီချိန်တုန်းကလက်လျှော့ပြီးတော့ရင်တွင်းချိတ်အော်နေုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ဘူးလို့စာပေါ်ကဆိုပါတယ်။အိမ်ပြန်ရောက်တော့စတလီစီကနေဂွေးတမိနဲ့မီးရှို့ခံရတော့မယ်လို့ဆိုတဲ့အကြောင်းကိုသိလို့လူဗီရိုစစ်ကိုအ мян သွားပြဖို့လှုပ်ခဲ့ပေမဲ့မဖြစ်နိုင်ပေနဲ့ဒရဂွန်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့စာဘုတ်ဟာတော်ဝင်ဂုံမိဘတိုင်းပြည်ကိုစွန့်ခွာပြီးတော့ဘသူထက်မဆိုလွတ်လပ်တဲ့ပင်တဲ့မြတ်တယောက်ဖြစ်လာဖို့အတွက်ခရီးနေခဲ့ပေမဲ့ slash ya dragon ရဲ့တခိုက်တက်ကိုခံခဲ့ရပြီးနောက် dragon နဲ့ပြန်လဲတွေ့ဆုံပြီးကကြမ္မာတစ်ခုလုံးကိုလည်းပြောင်းလဲသွားစေခဲ့ရတယ်လို့စာဘုတ်ကတွေးနေခဲ့ပါတယ်။ဒီအပေါ်မှာ slash ya dragon လည်းရှိနေတယ်မှတ်လားလို့ link ဘက်ကပြောလိုက်ပြီးတော့သူလည်းအစနစ်ဖြစ်နေမလို့သွားကြမယ်လို့ဆိုပါတယ်။တစ်ဖက်ကလူပီကလည်းစာဘုတ်ရဲ့အချောင်းတွေကိုရှော့ခတ်တွေကိုပြောပြနေခဲ့ပြီးတော့သူလည်းအဲ့ဒီတုန်းကတိတ်သွားပြီလို့တကယ်ထင်သွားခဲ့တယ်လို့ဆိုပါတယ်။ ပတ်တိုတည်ဆုံးသွားတော့ခါရွက်ကသူလည်းအများကြီးငုံခဲ့ရတာမလို့အဲ့ဒီတုန်းကလူဗီရဲ့ခန်းစားချက်ကိုလည်းနားလဲပါတယ်လို့ပြောလိုက်ပါတယ်။လူဗီကသူလည်းတမ်းမာလာမာမလို့အစ်စတော့မတည်လိုက်ပါနဲ့လို့ပြောခဲ့တဲ့အခါအစ်ကလည်းသူ့ထက်ကိုကိုသာစိတ်ပူပူပြန်ပြောခဲ့ပါတယ်။အစ်ကသူဟာလုံးဝလုံးဝတိမ်မာမဟုတ်ဘူးလို့လူဗီကိုခတိတွေလည်းပေးခဲ့ပြီးတော့တလုံးငပြော့ညီလေးကိုလည်းထားခဲ့မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။စာပေါ်နဲ့စာကဲအတူတောက်ခဲ့ပြီးတော့ညီကိုတွေလည်းဖြစ်နေကြပြီမလို့အစ်ကတိုးတိုးတွေ့တဲ့တေချာပေါက်ပယ်လက်တက်ကိုထွက်ပြီးတော့ဘသူထက်မဆိုလွတ်လပ်နေကြမယ်လို့လူဗီကိုပြောခဲ့ပါတယ်။ တလုံးနဲ့လူပီပင်လက်တဲ့စားထွက်တဲ့နေ့မှလည်းသူဟာပင်လက်တဲ့မြပြင်းကြီးဖြစ်လာစေရမယ်လို့လည်းအော်ပြောခဲ့ပါရဲ့။ဆာမိုနဲ့အစ်ကလူပီရွှဲလွှင့်ခြင်းစိတ်ဖြစ်ပေါ်လာအောင်လို့အထူးကနေရာမှာပါဝင်ခဲ့တာပေါ့လို့ဘရစ်ကပြောလိုက်ပါတယ်။ အကိုကြီးက Revolutionary Army ရဲ့နံပါတ်2အဖေကခေါင်းဆောင်တွေကို is ကလည်း YBI ရဲ့ Second Division Commander ပေတနမြပရင်ဂိုးဒီပြောကြရဲ့တားဖြစ်ပြီးတော့မင်းတို့မိသားစုတွေကဘလို့တွေများလဲလို့စာချီကလည်းပြောလိုက်ပါကိုရဲ့တွေးတောက်အကိုကြီးကကို့အဖေနဲ့အတူရှိနေတယ်ဆိုတာထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်မနေဘူးလားလို့ Chopper ကမေးတော့အဖေနဲ့ကတခါမှမတွေ့ဘူးတော့မတွေ့ဘူးလို့လူတွေကဆိုပါတယ်ဒါမဲ့ဘဲကိုရရောက်စာပို့နဲ့တော့အဆက်တွေ့ရနေတယ်လို့ခံစားနေရတယ်လို့လူတွေကပြောလိုက်ပါတယ် တစ်ဖက်မှာလည်းစာဘုတ်ကအဆောင်တရက်ကိုအမှောက်သိလိုက်ပါပြီ study ကသူ့ရှိမှဒူလာထပ်ဖို့ပြောတော့ gap လဲမင်းမျက်နှာကဒေါ်လာထွက်စရာကြီးမလို့တော်စမ်းမလို့ပြန်ပြောလိုက်ပါတယ် study လဲ gap နားကိုကပ်ပြီးတော့ရှင်းရှင်းပြောရရင်တော့ကမ္ဘာတော်ဝင်မျိုးနွယ်ရဲ့အဆက်တွေတခုဖန်တီးပေးဖို့ ਨੇ သူလဲ slash dragon တယောက်ဖြစ်လာခြင်းလို့ဆိုပါတယ်အဲ့အမိုက်ကောင်တွေလိုမျိုးလားလို့ gap ကမေးတော့ study လဲဘသူမှမကြားလိုက်ဘူးလားဆိုပြီးတော့ကြောက်လန့်နေပါတော့ရဲ့ အဲ့ဒီအချိန်နပ်ကျွန်းက Stanley ကို2ပဲပြီးအစင်ပြေလာလူငယ်လေးလို့မိလိုက်ပါတယ်။ Fishman တွေကိုမြင်တော့ Stanley လည်းထိလိုက်ရင်ယောဂအထူးဆန်းရရဲဆိုတဲ့ငါးလူသားယူတာဆိုပြီးတော့သူ့ကိုမထိဖို့ all hit နေပါတော့ရဲ့။ဒီလိုနဲ့နပ်ကျွန်းတို့လည်း Mary Joyce ကိုတွားနေပြီမလို့ Gablet နှုတ်ဆက်စကားပြောလိုက်ပါတယ်။အမြင့်ကြီးတက်နေတာမလို့ Shiraoko Shika လည်းအရန်သဘောချနေပြီးကောင်းရင်ပေါ်ကတကယ်နေမင်းကြီးကိုမြင်တော့အရန်အော်နေခဲ့ပါတော့ရဲ့။ မြေပြင်ဆိုတာဘယ်လိုတော့မှလှပလိုက်တဲ့နေရာလေးလက်လို့ရှိပါခုရှိကပြောတော့ပင်နေအောင်မှလင်းနဲ့နေတစ်ပင်တောင်မှလောကမရှင်ပြိုင်နိုင်ဘူးလို့နပ်ကျွန်းကဆိုပါတယ်ရှိပါခုရှိကမြေကြီးတွေကြလာပြီးဖြစ်နိုင်မယ်ဆိုရင်မြေပြင်မှာတူနေချင်းနေပြီးတော့တိုင်းပြည်ကတူပြီးကိုယ်နဲ့နေမင်းကြီးကိုအားလုံးကိုပြတ်တကျင်တယ်လို့ဆိုပါတယ် အဲ့ဒီအတွက်ပဲ referee ညီလာခံကိုလာခိလိုက်လို့ Napjun ကပြောလိုက်ပါရဲ့ခမပကတိုင်းပြည်မှာလည်း Fishman တွေအတွက်ကဘာဆွဲကိုတိုက်ခိုက်နေတဲ့ခွာလာအတွက်တော့ Yuku တိုင်းပြည်က referee ကိုတတ်တာတမျိုးဖြစ်နေမှာပေါ့လို့ဘတ်တီကပြောလိုက်ပါရဲ့ခွာလာကသူတို့ချိန်မုန်းကျင်တာကဘာအစိုးရတဲ့မဟုတ်ပဲ slash share dragon တွေကိုဘယ်လို့ဆိုပါရဲ့ တစ်ဖက်မှာလည်းစတလီတယောက်အမြင့်ကျောင်းနေရတာနဲ့မော်လီနဲ့ကြီးကန်းအုပ်ကြီးကိုလည်းမြင်လိုက်ရလို့အယံလန့်နေပါတော့ဟဲ့ရှီဘာခိုရှိကဒါကလူတိုင်းပြောနေတဲ့ငှက်လားဆိုတာအယံပြောနေပါတော့ရဲ့စတလီကတော့တို့တို့နှုတ်တီးနဲ့ပူပေါင်းကိုထိရင် ပေါက်သွားမှာမလို့အဆောင်တွေကိုတနက်နဲ့ပြခိုင်းပါတော့ဟဲ့အဆောင်ဟာတကယ်တော့စာဖို့ဖြစ်နေခဲ့ပြီးတော့စိတ်မဖူပါနဲ့ဘယင်စတလီလို့ပြောလိုက်ပါရဲ့ဒီလိုနဲ့အားလုံးလည်း real line ပုံကိုရောက်လာခဲ့ကြပါပြီ fishman တွေအတွက်လည်းပုတ်ပြီးခဏရင်ရှိအောင်ပြင်ဆင်ထားတဲ့ပူပေါင်းတွေကိုအဆောင်တွေကပေးလိုက်ပါတယ် အဲ့တဲ့တွေဟာဒီရှေလျားရဲ့တရားကနေဖြတ်ပြီးကပပင်လေရဲ့အလဲမှာရှိတဲ့အမြင့်ဆုံးနဲ့အကြီးဆုံးသောရဲတိုက်ကြီးကိုတွားနေခဲ့ကြတာပါဒီနေရာကကပားကြီးကိုဖတ်သီးပုတ်ဖို့ခဲ့တဲ့သူဝေနေထိုင်တဲ့နေရာဖြစ်တဲ့ Holy Land of Mary Joyce ပဲဖြစ်ပါရဲ့ဒီလိုနဲ့မြေပြင်ကိုရွှေလျားစေတဲ့ Travel Later နဲ့ရဲတပ်ကိုတွားနေခဲ့ကြပါပြီတာမန်လန်ကနေပဲတွားကြရအောင်လို့ဖူကာဖိုရှိကပြောလိုက်ပြီးရှိပါဖို့ရှိတဲ့တောကိုဝင်ကြည့်ကျင်တယ်မလားလို့ပြောလိုက်ပါတယ်ဒီ Travel Later ကိုကြည့်ရင်ဖူကာဖိုရှိကမနစ်မြို့စရာခန်းစားချက်တွေတခုကိုရှားနေရတယ်လို့တွေးနေခဲ့ပါရဲ့ တကယ်တော့ဒီ travel letter ကိုကျွန်တွေကိုနှိပ်ဆက်ခိုင်းစေပြီးတော့ရွှေလျားစိန်နေခဲ့တာပါ slash ရဲ့ dragon နန်းတော်ရဲ့တနေရာမှာ charles ကရှီတူမမေတ္တမီရှိပါဖို့ရှိကိုလမ်းမြင်လိုက်ရပါပြီတို့နဲ့တကပါလုံးကတဝဲမျိုးတွေတွေစုနေတဲ့ရဲတပ်အတွင်းကိုရောက်လာပြီးအဆောင်အတက်အပြည့်အစားစရာတွေနဲ့အပြည့်ပါပဲရှီဝါကိုရှိလေးကိုလည်းတဝဲမျိုးနွယ်စုရဲ့မိဘတွေကကိုစီကိုစီကတိုးတိုးတားဖြစ်သူတွေနဲ့မိတ်ဆက်ပေးနေခဲ့ပြီးတော့ဘသူကသဘောကျတယ်လို့မေးလိုက်ပါရင်ရှီဝါကိုရှိကသူကြိုက်တဲ့ type တွေမဟုတ်ဘူးလို့ပြန်ပြောနေလို့အကိုဖြစ်သူတွေကလည်းထားအောင်ပါတော့ တော်ဝင်မျိုးနဲ့တွေကတတို့ကိုအရှက်ကွဲနေရလားဆိုပြီးဝိုင်းပြောကြတဲ့အခါဖူကာပူရှိလည်းပင်လယ်စကားအနေနဲ့ဆိုရင်သူမှလည်းပဲလက်မထက်ရသေးဘူးဆိုတဲ့အတိတ်ပဲပါလို့ဝင်ရှင်းပြရပါတော့ရဲ့ဂူပူရှိလည်းဒီလိုသဘောမချဘဲနဲ့ဖိတ်ခေါ်ခံရတဲ့အခြေအနေမျိုးဆိုရင်ဝမ်းသာပါတယ်တို့တနေ့နေ့ညစာအတူတူစားကြမယ်တို့ဆိုပြီးတော့ညင်းရရဲ့လို့တီတို့ပြောလိုက်ပါတယ် ဒီကတရားဟုတ်ကိုထိပါမိရင်နိုင်ငံရေးတွေထိပါဖြစ်လာတော့မှလို့ဘူဘူးရှိကလည်းပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဖီဖီကလီယိုကိုမြင်ပြီးချစ်စရာကောင်းတယ်လို့ပြောနေခဲ့ပါတယ်။ဖီဖီတို့ကလူဖီလန်ရဲ့တငယ်ချင်းတွေမလို့ကိုထင်ပြတာဖြစ်ပြီးတော့လီယိုကတိုးတိုးတွေ့ခါလူဖီလန်ရဲ့မဟာမိတ်ဖက်ပင်တဲ့သမားတွေလို့ပြောပြလိုက်ပါတယ်။ ရာဗီနီလာကန်ကိုရောက်လာပြီးလူဖီအကြောင်းကိုပြောရမယ်လို့မထင်ထားမိဘူးလို့ရေဘကာဆိုပါတယ်။ရှော့ဟက်တွေကကဘာကြီးကိုပတ်ပြီးရွက်လွင်နေကြတာမလို့ဖီဖီတို့တိုင်းပြည်ကိုလည်းလူဖီကရောက်လာခဲ့ရလားလို့ရေဘကာမေးလိုက်ပါတယ်။ဖီဖီလည်းသူတို့ရဲ့တိုင်းပြည်အလာပတ်စတာဒီနေ့အထိတည်ရှိနေတဲ့နာကသူတို့ရဲ့ကျေးဇူးကြောင့်ပါဆိုပြီးတော့ဖီဖီကသူ့ရဲ့လက်ကလေးကိုကင်ရင်အရင်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုချင်းစီကိုပြန်တွေးနေမိခဲ့ပါတယ်။ ူရဲကောင်းကြီးတွေအနေနဲ့မမြင်စေချင်ကြားတဲ့သူတွေဆိုတော့သူတို့ဖောင်တီတွေနဲ့လူတွေပြောနေကြတဲ့ကောလာဟာလာတွေကြောင့်နမဲဇိုးနဲ့ကြော်ကြားနေကြပေမဲ့လေသူတို့တွေကဘလို့မှမပြောင်းလဲတော့မှမဟုတ်ဘူးလို့ဖီဖီကဆိုပါတယ်။ဒရိုစာအချောင်းကိုဖလိုက်ရတော့လေလူဗီတို့ကအချားလူတယောက်ကိုကဲတင်ပေးလိုက်ပြန်ပြီဆိုပြီးတော့တွေးလိုက်မိရလို့ဖီဖီကဆိုပါတယ်။ဝေဘကာကသူတို့အတွက်တော့ဆော့ခတ်တွေကတကယ်တန်ဖိုးမဖြစ်နိုင်တဲ့သူတွေပါပဲဆိုပြီးတော့ပြန်တွေးကျင်လိုက်တာလို့ပြောရင်ရှီမောနေခဲ့ကြပါတယ်။အဲ့ဒီချိန်ရှီယာခိုရှီကကျောက်လာပြီးတော့လူဗီအချောင်းကိုပြောနေကြရလားလို့မေးလိုက်ပါတယ်။ လူဘူရှိလည်းသူ့ညမလေးနောက်ကိုလိုက်လာပြီးတော့လူဗီအကြောင်းပြောရတယ်လူဗီနဲ့အတိလို့မထင်လိုက်မိစေပဲနဲ့လူဗီကလည်းပင်တသမားလေလို့ပြောလိုက်ပါတယ်ဝေဘကာကလည်းအခုလူဗီတို့ပြောလိုက်တာလို့မေးလိုက်တော့ရှူရာဟိုရှိလည်းသူပြောလိုက်တယ်လို့ပြန်ပြောလိုက်ပြီးတော့လူဗီအပေါ်မှာအကျွေးတင်နေခဲ့တယ်လို့ပြောတော့ဖီဖီတို့ကလည်းတို့လည်းအတူတူဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့၃ယောက်သားလူဗီရဲ့အကြောင်းလေးတွေကိုပြန်ပြောနေမိခဲ့ကြပါတယ် လူပီချောင်းကိုပြောရင်ပျော်နေကြတဲ့မင်းသမီးတွေကိုကြည့်ရင်နိုင်ငံကိုစီကိုဥဆောင်တဲ့သူတွေကအချင်းချင်းတင်းမြတ်နေကြတာကောင်းတဲ့ကိစ္စမလို့ဆျော့ဟက်တစ်ကိုတော့မှကျေးဇူးတင်ရမယ်လို့ဖူကာပူရှိကဆိုပါတယ်။အဲ့ဒီချိန်ဆိုင်းကရီပကာကိုမြင်တော့ဒီလောက်မြင်မြန်ကြီးပြန်တွေးရလိမ့်မယ်လို့မထင်ထားမိဘူးလို့ဆိုပါတယ်။လီယိုကသူ့လည်းအဆောင်အနေနဲ့လှုပ်ဝဲလိုက်လာခဲ့တဲ့အကြောင်းပြောတော့အာကူရရဲ့သူပဲလို့ဆိုင်းကပြောလိုက်ပါတယ်။တငယ်ချင်းတွေလာလို့ရှီယာခိုရှိကမေးတော့လီယိုလည်းလူပီလန်နဲ့အတူမိတ်ဖွဲ့ပြီးစာကေးတောက်ခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီချိန်ဝါပိုးကရောက်နေတော့ဖီဖီလည်းဘာလို့သူကဒီကိုရောက်နေရရလဲလို့ပြောလိုက်ပါတယ်။ လူဖိကျေးဇူးနဲ့အဝေးကိုလွင်ထွက်သွားခဲ့တဲ့ဆိုရင်အခုတော့ပြန်ရောက်လာနိုင်ခဲ့ပြီလို့ဝါဘုတ်ကဆိုပါတယ်ခင်ဒွဲလာကလည်းဒါလင်ရဲ့ပြန်လာခဲ့တဲ့ပုံကိုသိကျင်လာလို့ပြောလိုက်ပါတယ်သူတို့တွေကလူဖိရဲ့တငယ်ချင်းတွေလာလို့ရှိရာဟိုရှိကမေတော့ဖီဖီတဲ့တငယ်ချင်းမဟုတ်ပဲရန်သူတွေဖြစ်ကြောင်းပြောပြလိုက်ပါတယ် ဘယင်းကော်ပိုရာနေမကောင်းတာကိုသိရတဲ့နဲ့နေကောင်းရတာလို့လည်းမေးပြီးတော့ဘွားဘကရှီမောနေတဲ့အချိန်ဒက်တွန်နဲ့ဒေါက်တာခူဝဲဟာကလည်းရောက်လာခဲ့ပါပြီ။ကဘာအစိုးရကဒီလိုအယူကောင်နဲ့ပြန်ပြီးတော့လက်တွဲရလာလို့ဒေါက်တာခူဝဲဟာကလည်းပြောလိုက်ပါတယ်။ဖီဖီလည်းဒေါက်တွန်နဲ့ခူဝဲဟာကိုမြင်လိုက်တော့အယံဝမ်းတာနေခဲ့ပါရဲ့။အဲ့ဒီတုန်းကမင်းသမီးဆိုတာဒါသိမယ်ဆိုရင်စေဘဝကလည်းအများကြီးတောင်းမိမှလို့ခူဝဲဟာကလည်းပြောလိုက်ပါရဲ့။တို့ကဘသူလဲလို့ရှိပါခုရှိကမေးတော့ဖီဖီလဲလူဖီနဲ့ခရီးသွားခဲ့တုန်းကစုံတွေးခရရတဲ့သူတွေလို့ပြောပြလိုက်ပါရဲ့။ အလဖတ်စတာကိုတွားနေချတော့နာမီကဖျားနာလို့ဆရာဝန်ရှာရင်းနဲ့ဖီဖီကသူတို့တွေဝင်တာကျွန်းကိုရှောက်ခဲ့ပြီးတော့အဲ့ဒီကျွန်းမှာဖြစ်ခဲ့တဲ့အရာတစ်ခုချင်းစီကိုလည်းပြပြလိုက်ပါတယ်သူတို့နဲ့လူဖီနဲ့သူဝါဘုတ်ကိုဖယ်ရှားခဲ့တဲ့ဓာတ်တွင်ကကျွန်းသားတွေအားလုံးရဲ့လူလားမှုနဲ့အမိပြောင်းလဲလိုက်တဲ့ဆာကူရာတိုင်းပြည်ရဲ့ဘယင်ကြီးဖြစ်လာတာပဲလို့ဖီဖီကဆိုပါတယ်ဝါဘုတ်ကတော့ဓာတ်တွင်ကသူ့ရဲ့လောက်ကောက်ကောင်ဖြစ်ခဲ့တာမလို့မဟုတ်တာပဲမလို့စမ်းပါလေလို့ပြောလိုက်ပါတယ် အဲ့ဒါကအရင်ကအကြောင်းတွေပဲဖြစ်ပြီးတော့အခုကမင်းနိုင်ငံကအဆင့်တန်းသူပဲလို့ဒါသူကပြောတဲ့အခါဝါဘုတ်လည်းအရန်လန့်သွားပါတော့။ဝါဘုတ်ကတိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာမှာပေါ်ရော်လို့မဖြစ်ပဲနဲ့ Marshmash Nomi အသီးအစွမ်းနဲ့ပတ်စံရှာပြီးကိုနေရာကိုပြန်ရလာတာကတတ်သိပဲလို့ဆိုပါတယ်။အမြင့်ကိုတက်လေဒီကဘာကြီးကဘလောက်ညစ်ပေနေတယ်ဆိုတာကိုသိလာလေပဲမလို့ပြန်ပြီးတော့တင်ပေးလိုက်မယ်လို့အော်ဟစ်နေပါတော့။ ါမဲ့ဒက်တွန်ကတော့နားမထောင်နေပေမဲ့လူဖီရဲ့အကြောင်းကိုဖတ်ပြီးသွားပြီးလာလို့ဖီဖီကိုမေးလိုက်ပါတယ်။ဝေပကန်နဲ့လီယိုတို့ကလည်းဒက်တွန်ကိုလူဖီကိုသဘောကျလာလို့ပြန်မေးလိုက်ပါတယ်။ဒက်တွန်လည်းဘေးလူပဝင်းချင်းကိုကြည့်ရင်းနဲ့အရန်သဘောကျကြောင်တိုးတိုးလေးပြောပြလိုက်ပါတယ်။ဝါဘူးကလည်းသူပြောတာနားမထောင်နေလို့အော်ဟင်းနေပြီးတော့ဟိုဆုံးမဘွားကြီးကလည်းအနည်းဆုံး150နှစ်လောက်ကျော်နေတော့ပြီမလို့ဘယ်ချင်းဒီအသက်ရှင်နေုံမှလည်းလို့ပြောရတော့အရက်ပလင်းနဲ့ပေါက်တာကိုခံရပါတော့ရဲ့။ ခုရဲ့ဟာကသူကအခုမှနုနုပြပြနဲ့140နှစ်ပဲရှိသေးတယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါနဲ့ဒီကမိန်ကလေးတွေနှာခေါင်းပြပြနဲ့ရန်တီယာလေးကိုတွေးမိသေးလားလို့ခုရဲ့ဟာကမေးတော့ရှီယာဟိုရှိကသူနဲ့တွေ့ခဲ့ကြောင်းဝင်ပြောလိုက်ပြီးယူကူတန်ပြီမှာတုံးကလည်းအသက်အန္တရာယ်ရနေတဲ့လူပိကိုကဲတင်ပြီးတန်ပြီကိုလည်းကဲတင်သွားခဲ့ကြောင်းကိုပြပြလိုက်ပါတယ်။ခုရဲ့ဟာလည်းချော်ပါနဲ့အတူအမတ်တရားလေးတွေကိုပြန်တွေးမိရင်ဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်။ တစ်ဖက်မှာလည်းခါပြော့ကစံချင်ဟင်းချက်တမှာကူပေးခြင်းနဲ့ဓာတ်ထိတွားလို့ချွပကချက်ချင်းစိတ်ထည့်ပေးရပါတော့ဟဲ့ခါပြော့လည်းချွပကမကုနဲ့နဲ့ယောဂဆိုတာလည်းမရှိဘဲနဲ့ဒဏ်ရအကြီးကျယ်ရနေတဲ့လူပြည်တော်မှာတတ်တာတွားပေးမလို့အရင်မိုက်တာပဲလို့ပြောလိုက်ပါရဲ့ချွပကလည်းကပတ်နံပါတ်၁ဆရာဝန်တယောက်စီကနေဒီပညာတွေကိုသင်ယူခဲ့တာကြောင့်လို့ပြန်ပြောလိုက်ပါတယ် တစ်ဖက်မှာလည်းလူဖီကကောင်းကင်ကြီးကိုကြည့်ရင်းနဲ့ကောင်းလက်တဲ့နေမြတ်လေးပဲလို့ပြောနေခဲ့ပါရဲ့တစ်ဖက်ကဆိုင်းကလည်းသူဟာအခုထိခါနိုတိုင်းပြည်မှာပဲမလို့ဒီအဆောင်တာဝန်လုပ်ပေးရတဲ့ထွက်တော့မှဖြစ်ပြီးဒါကသူတို့ကိုနောက်ဆုံးအလုပ်ကျွေးပြုတ်ခြင်းပဲလို့လူယုတ်ကိုပြပြနေခဲ့ပါရဲ့ရှော့ဟတ်တွေကို Dragon Sa မှာအကျွေးအကြီးကြီးတင်ခဲ့တာမလို့တပ်သားပေါင်း9600ကျော်တဲ့ရှော့ဟတ်တပ်ဖွဲ့ရဲ့9ယောက်တော့ကိုစားပြုတ်တဲ့သူတယောက်မလို့ဘယ်အချိန်မှဆိုကုညီဖို့အဆင်သင့်ဖြစ်နေတယ်လို့ဆိုင်းကဆိုပါရဲ့အခြားသူတွေကလည်းစာပြီးလှရှားနေကြတဲ့ပုံပဲလို့ဆိုင်းကထပ်ပြောလိုက်ပါတယ် အော်လန်ဘတ်စ်ကလည်းအကျွေးအချီးကြီးကိုဆက်ဖို့အတွက်စတန်ဒင်းတိုင်းပြည်ကနေနှုတ်ထွက်ကြောင်းဘယင်ကြီးကိုပြောပြနေခဲ့ပါပြီ။တစ်ဖက်ကဘာတလိုမြူကလည်းအားလုံးကိုတိုက်ခိုက်ပြီးလူဗစ်စတန်ပိုင်းကိုအားပေးဖို့တိမ်သွင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကာဗန်တစ်ကသူဟာပေါ်ပူလာဖြစ်လွန်းလို့တိုင်းပြည်ကနေနှင်ထုံးခံခဲ့ရတာကြောင်းအခုသူတို့ကိုလာနေတဲ့တင်မော့ကလည်းရန်သူတက်မဟုတ်လို့တိုက်ခိုက်စရာမလိုကြောင်းဆော်လမန်ကိုပြောနေခဲ့ပါတယ်။ရှော့ဟက်တွေရဲ့ရန်သူထပ်ဖြစ်လာမဲ့သူတွေကတေချာပေါ့ဒိုဖလမန်ကိုထက်ပိုကျန်းပိုဆိုးတဲ့သူတွေကြီးပဲဖြစ်နေမှတေချာတာမလို့ဆိုင်းတို့ကသူတို့တွေလည်းဒီထက်ပိုပြီးတော့အင်အားကြီးလာမှရမယ်လို့ဆိုပါတယ်။ ဒီကလည်းသူလည်းလေ့ကျင့်နေတာမလို့တနေ့ကျနောက်တစ်ချိန်လူပီလန်တို့နဲ့အတူတူရှင်သွဲတက်ခတ်ရရင်ကောင်းမယ်လို့ဆိုပါတယ်။အင်ဘက်ဒေါင်းအချင်းတောင်ရဲ့အစိုးဆုံးသောရာဇဝတ်သားတွေကိုထားထားတယ်လို့သိကြတဲ့ level 6အင်တာနက်ဟဲမှာလည်းဒိုဖလမင်ကိုကသူတယောက်ထဲလာလို့ပြောနေခဲ့ပြီးတော့ဒါမှမဟုတ်သူ့ကိုကာကွယ်ပေးနေရလားမာဂျလန်လို့ပြောနေခဲ့ပါတယ်။ငါသိနေတယ် Mary Joyce ရဲ့လှုပ်ဝက်ချက်ကိုဘသူကမှမပြောနိုင်အောင်နှုတ်ပိတ်ဖို့လူသားသမားတစ်ယောက်ကိုလှုပ်လိုက်တာလား။အာနာဆိုတာကလည်းအကြာကြီးမခံလို့ပေါ်သွားလဲဘာဖြစ်လဲဆိုတာဒိုဖလမင်ကိုကရီမောနေပါတော့ရဲ့။သူစတဲ့သူတယောက်ကလည်းလူဖိရဲ့ poster ကိုကြည့်လို့နေခဲ့ပါတယ်။ အဲ့ဒီနေ့မှာယူကူတိုင်းပြည်ရဲ့ဘရင်နပ်ဂျွန်းကရေဗီစားတင်မဲ့ Holy Land of Mary Drive ကိုရောက်ရှိလာခဲ့ပါတယ်။တဟာကွယ်လွန်သွားလိမ့်မည်ဖြစ်တဲ့ဗရင်မအော်တူဟီမဲရဲ့ဆန္ဒအရာဖြစ်ပါတယ်။ဘရင်ကြီးလည်းသူ့ရဲ့မိမကိုပါဒီကိုခေါ်လာကျင်လာလို့ပြောနေခဲ့ပါတယ်။ ဖန်ချီယာကတ်စတယ်မှာလဲစတေလီကဘသူမှမရှိတဲ့ဘရင်ပလင်ကိုကြည့်ပြီးအရန်တဘောကြနေပါတော့ရယ်။သွားထိုင်လို့ရလာလို့စတက်စီကပြောတော့ထိုသူကလည်းအဲ့ဒီပလင်ကဘသူမှထိုင်လို့မရဘဲနဲ့ MT12 လို့ဆိုပါရယ်။နိုင်ငံတိုင်းရဲ့ဘရင်တွေအားလုံးကညီသူမျှသူအာနာရှင်မဆန်ပါဘူးဆိုပြီးတစ္ဆာပြုထားကြောင်းနဲ့ပလင်ကိုကောက်ွဲထားတဲ့20ဒေါ်လာနဲ့ကဒီကပ္ပစနစ်ကြီးကိုတီထောင်ပေးခဲ့တဲ့ပထမအယောက်20ကိုကိုစားပြုပြီး1800ကျော်ထားခဲ့တဲ့တစ္ဆာပြုမှုအဲ့ဒီနေရာကကပ္ပအလေတက်တက်ဘသူကမှထိုင်လို့မရတာကကငိမ့်ချမ်းရေးကိုစောင်းနေကပ္ပ ဖအင်အားအကြီးဆုံးရှာသူမြင့် slash ရဲ့ dragon 9ယောက်ဂူဆဲရီနဲ့အုတ်ချုပ်မှုကို9ပိုင်းခွဲထားကြပြီးတော့ဒီကဘာပေါ်မှာဘရင်တပါးလည်းမရှိရလေအောင်အုတ်ချုပ်ခဲ့တာလို့သူတို့ကတေချာရှင်းပြလိုက်ပါတယ် ဒါကြောင့်တစ္ဆာပြုပါဘရင်စတလီလို့သူတို့ကပြောနေရမယ်စတလီကတော့သူအဲ့ဒီဘက်မှာထိုင်ကျင်တယ်လို့ပဲတွေးနေခဲ့ပါရဲ့မက်ကလင်ပလာဇာမှာလည်းရှီဝါခိုရှိကိုဖမ်းဖို့လုံနေခဲ့ကြပြီးတော့ဆလရှဲဒိုဂွန်ဖြစ်တဲ့စိန့်ချာလော့စ်ကလည်းရေဒီမှာအကြီးကြီးကိုရှားပြီဆိုပြီးအရန်ပြုတ်နေပါတော့ဟဲ့ဖူကာပူရှိကတွားဖို့လုံနေတာကိုလည်းနမ်ဂျွန်ကတားနေလို့ညမလေးကိုဒီတိုင်းလွှတ်ထားလိုက်တော့မှလာလို့ဖူကာပူရှိကပြောလိုက်ပါတယ်ဖီဗီနဲ့ရေဘကာကိုလည်းတစ်ဖက်ကဆလရှဲဒိုဂွန်မှလို့အရန်ဝင်မပါဘို့စိုင်းတို့ကတားနေခဲ့ရပါရဲ့အားလုံးလည်းကြောက်လန့်နေကြပြီးဘသူမှလည်းဝင်မပါရဲ့ဖြစ်နေခဲ့ကြပါပြီ လီယိုကလည်းတီးမခံနိုင်တော့ဝင်ချဖို့လုပ်တဲ့အခါစိုက်ဘာပူ AX0 ကရော့ဘလူရှီကဝင်တားပါတော့ရဲ့ဆိုင်းကလည်းဘာကောင်းရင်လဲဆိုပြီးမေးတဲ့အခါလူချီကကျေးဇူးရှင်တင်ရမှာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်ခက်ခုကလည်းအခုလိုလိုလိုက်တာကြောင့်တိုင်းပြည်အတော်များများကိုကဲတင်နိုင်ခဲ့ပြီလို့ဆိုပါတယ်စိုက်ဘာပူဆိုတာကဘာအစိုးရလက်အောက်ကတရိုက်ထင်ချုပ်ထားတဲ့လှုပ်ဝှက်ဖွယ်စည်းတစ်ခုပါတူတူထဲမှာ AX0 ကအင်အားကြီးဆုံးဖြစ်ပြီးတော့သူမတူရဲ့အဖွဲ့ကိုလည်းပိုင်ဆိုင်ထားပါတယ် ရော့ဘလူချီနဲ့ကာကူတို့ဟာ CP9 အဖွဲ့ဝင်တွေဖြစ်ခဲ့ကြပူပြီးတော့ရှော့ဟတ်တွေနဲ့လည်းပြဿနာဖြစ်ခဲ့ပူပါတယ်။ CP9 ဟာသူတို့အတွက်ချင်းချောက်မှုတို့တတ်မှတ်ပြီးလိုက်တဲ့ Nico Robin ကို Innis Lobby ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီမှာစတော့ဟက်တွေဟာ CP9 ဖွဲ့ဝင်တွေနဲ့တိုက်ခိုက်ခဲ့ကြပြီးတော့နောက်ဆုံးမှလည်းလူဗီကရော့ဘလူချီကိုစော်ပြီးရော့ဘင်းကိုပြန်ခေါ်လာနိုင်ခဲ့တာပါလူဗီအနိုင်ပိုင်းနောက်ကိုခံလိုက်ရတဲ့ရော့ဘလူချီဟာတခါပြောက်သွားခဲ့ပြီးတော့တနေ့ကျတော့ Cyber Pool ကိုပြန်ရောက်လာကအင်အားကြီးဆုံးသောအဖွဲ့ EX0 အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ် Slasher Dragon တွေကဒီကဘာကြီးကိုဖန်တီးခဲ့တဲ့ဖျားသခင်တွေဒီမှာရှိနေကြတာကအောက်ကဘာကတာမန်လူတွေတော်ဝင်ဖျားသခင်လိုချင်တဲ့အရာကိုပေးရရမှာကတဘာဝါပဲလို့လူချီကဆိုပါတယ် ဲ့လိုမတရားတဲ့အတိတ်ပဲမရှိဘူးလို့ VV ကပြောပေမယ့်လူချီကတော့ဖျားသခင်ပြောတာတွေကအတိတ်ပဲရှိစရာလုံးဝမလိုလို့ပြန်ပြောလိုက်ပါတယ်အော်တိုဟီမဲအိမ်မက်မခဲ့တဲ့လူသားတွေနဲ့ရှင်တွဲနေထိုင်ရမယ့်ကဘာကြီးကလို့နပ်ချုံးကပြောနေတော့ဖီဖီကရှီရာဟိုရှီကသူမရဲ့တငယ်ချင်းမလို့ပြန်ပေးဖို့လူချီကိုပြောလိုက်ပါတယ်။ဘယင်ကြီးကဖီဖီကိုတားလိုက်ပြီးကျဉ်နာမှုကိုတကယ်လက်ခံပါတယ်လို့ဆိုပါတယ်။ဘယင်ကြီးကဒေါတာတွေအရန်ထွက်နေပြီးတကောင်တွေကိုတိုက်ခိုက်ပြီးပင်လယ်အောက်ကိုပြန်သွားမယ်လို့ပြောရင်းစလက်ရှက်ဒရဂွန်ကိုထိုးဖို့လုပ်နေတဲ့အခါဖီဖီတို့ကလည်းဝင်တားရပါတော့။ ။ဘယင်ကြီးကမျက်ရည်စားရည်နဲ့သူ့ရဲ့မိမအော်တိုဟီမက်ကိုတောင်းပန်နေပြီးငါတို့တွေမေတ္တာပေးတယ်။သူတို့တွေကပြန်ပေးမှမဟုတ်လို့ရှီယော်ခိုရှီတို့ကိုကာကွယ်ဖို့ဆိုကထိုးဖို့လုပ်နေတော့မှပဲ။ Charles ကလွင့်ထွက်သွားပါတော့။ Charles ကိုရိုက်လိုက်တဲ့သူက Slasher ထွက်ကွန်တရားအနေနဲ့ရှက်မိပြီး Napchun ကိုလည်းတောင်းပန်လိုက်ကမင်းသမီးကိုလည်းလှုပ်ဖို့ပြောလိုက်ပါတယ်။အောင်ရှင်ရင်နီးနေရမယ့်နေရာမှာကြောက်လန့်စင်ပြီးတော့နောက်ထပ်တောင်းပန်လိုက်ပြီးထို့သူကသူ့ကိုမမေ့သိဖို့မလားလို့နပ်ကျွန်းကိုပြောလိုက်ပါတယ်။ ရူကူတိုင်းပြည်ပေါ်ကိုအကျွေးတင်နေခဲ့ပြီးမင်းတို့ထွေဒီကိုလာမဲနဲ့ကိုစောင်းဆိုင်နေခဲ့တယ်လို့ထုတ်ကဆိုပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကရူကူကျွန်းကိုမျောပလာခဲ့ပူတဲ့ Slash Shadow Dragon Saint Tokyo ဒီမျိုးကက်ဆိုတာသူပါပဲလို့ပြောပြလိုက်ပါတယ်။တစ်ဆုံသွားလိမ့်ပြီဖြစ်တဲ့ဘယေမအော်တိုဟီမတ်ကိုလေးစားပြီးလူစင်စစ်တယောက်ဖြစ်လာခဲ့တယ်။အင်အားပြည့်နဲ့ဘယေနပ်ကျွန်းတို့ရဲ့အားဖြစ်ရှိနေခြင်းပြီးနောက်တစ်ခါထပ်တွေ့ရလို့လဲဝမ်းမြောက်ကြောင်ပြောလိုက်ပြီး Cyber Pool ကိုလည်းနောက်ဆုတ်ကြဖို့အမိန်ပေးလိုက်ပါတယ်။ Kainosi ကိုပြမကဆက်တွေ့လာခဲ့ပြီး Swahak ကအခုအဲ့ဒီကိုလာနေကြောင်ပြောလိုက်ပါတယ်။ အဲ့ဒါကဘာဖြစ်လို့လဲလို့ခိုင်တုတ်ကမေးတော့ပင်မလေးသူ့ကိုမထိနဲ့အောင်လို့ပြလိုက်ပြီးဆော့ဟတ်ခေါင်းဖြတ်ဖို့သူကဝါရုံတိုင်းပြည်ကိုသူ့ကိုယ်တိုင်လာခဲ့မယ်လို့ဆိုပါတယ်။ခိုင်တုတ်ကလက်မခံနိုင်ဘူးလို့ပြောတဲ့အခါပင်မလေးနင်တို့နဲ့ကိစ္စရှိတာမဟုတ်ပဲဆော့ဟတ်ရဲ့ခေါင်းကိုသူမဖြတ်ရရင်မျက်နှာပြက်စရာတွေလည်းဖြစ်မှာဖြစ်ပြီးတော့ပြန်ရှူရမယ့်အရာလေးလည်းရှိနေသေးတယ်လို့ထပ်ပြောလိုက်ပါတယ်။ ခိုင်နိုကတော့ခယူမဆိုင်ဘူးလို့ပြန်ပြောလိုက်တော့ဖစ်မန်ကသူ့ပေါ်အကျွေးအကြီးကြီးတင်နေတယ်လို့ပြန်ပြောလိုက်ပါတယ်အရင်ကကိစ္စတွေပါလို့ခိုင်နိုကပြောပေမဲ့ဖစ်မန်ကတော့တသက်စာအကျွေးပဲလို့ဆိုပါတယ်ရှော့ခက်နဲ့ရန်ညိုးရှိတဲ့သူကငါဘဲလို့ခိုင်နိုကအော်ပြောလိုက်ပါတယ်ခိုင်နိုဟာအရင်ကဒိုဖလမင်ဂိုစီကလူလုံးဒီဗာဖူးစပိုင်းဖူးတွေကိုအသုံးဖြစ်ပြီးဒီဗာဖူးယူဇာတွေကြီးပဲရှိတဲ့အင်အားအကြီးဆုံးပင်တရမအဖွဲ့ကိုဖွဲ့ဖို့ကြံရွယ်ခဲ့ပါတယ်။ဒါမဲ့လည်းဂျွဲအိုဆာမှာရှိတဲ့စပိုင်းဖူးထုတ်လုပ်ရေးစက်ရုံတွေဟာရှော့ခက်တွေရဲ့လက်ချက်နဲ့ဖျက်ဆီးခံခဲ့ရပါတယ်။ ခိုင်တော့ကသူအဲ့ဒီကောင်ကိုတတ်ပြစ်မှမလို့ဗမန်လာရင်မင်းကိုပါတတ်ပြစ်မယ်လို့ဆိုပါ ဖမန်းကသူ့တိုင်မေးတာမဟုတ်ပဲသူ့လုံးမကိုလဲကျိုးပြောရုံပဲမလို့အရင်ကားလိုပဲတင်းတင်းမြတ်နေချရအောင်လို့ပြလိုက်ပါတယ်ဒီကိစ္စကိုလည်းရှစ်တက်ကကြားဖြတ်နားထောင်နေခဲ့တာမလို့အားလုံးသိရှိသွားခဲ့ရပါပြီကိစ္စကကသူ့သွားရရမလားလို့အခိုင်အနူကိုမေးတဲ့အခါဝါနိုမာကထင်ရှားတဲ့သူရဲ့ကောင်းတယ်ရှိရလို့ဆိုပါတယ်တစ်ဖက်မှာလည်းဂီယွန်ကရုတ်ကိုတွေးအမဲလိုက်ဖို့ကြံစီနေကြတာရှစ်ရဲ့မီးနော်လို့ပြောနေပေမဲ့ကပ်ကတော့ရှီရရတယ်လို့ပဲပြောပြောလိုက်ပါတယ်ဒီတိုင်းပဲရှုကိုနှစ်ယောက်ကိုပေါင်းခိုင်းလိုက်တော့မှလာလို့ဂီယွန်ကထပ်ပြောတော့အခုကရာဖီညီလာကံမို့လို့သူတို့ကိုတားနေတဲ့အင်အားကလည်းတော်ဝင်မျိုးနဲ့တွေကိုစောင့်ရှောက်နေကြတာလို့ ို့ကပ်ကဆိုပါတယ်။ထခုခဲကလည်း Flick Atom ရဲ့အခိုင်အနုကဘာပြောလဲလို့မေးတော့ Wano ကမပူပေါင်းထားလို့ပတ်သက်ခွင့်မရှိကြောင်းဂီယွန်ကပြောပြလိုက်ပါတယ်။ Hina ကလည်း Yoko နှစ်ယောက်တခုခုလုပ်နေတာဆိုရင်တော့ဒီတိုင်းထိုင်ပြီးတော့နေလို့မရတော့ဘဲအဲ့ဒီနှစ်ယောက်က Gap ကို Navy ရဲ့ Hero လို့ခေါ်စီရတဲ့အကြောင်းရင်းလို့ဝင်ပြောလိုက်ပါတယ်။ Rose La လို့ Gap ကပြောလိုက်ပြီးတော့ Hina ကငဲသေးပေမဲ့ကောက်ကောက်သိရပဲလို့ဆိုပါတယ်။ Roger မတိုင်ခင်ကတိုးတိုးခစ်ကြီးပဲဆိုပေမဲ့လွန်ခဲ့တဲ့2040ကဖြစ်ခဲ့တဲ့ကိစ္စတွေမလို့အတိတ်ကအတိတ်ပါပဲလို့ Gap ကဆိုပါတယ်။ ကပ္တိန်မရှိရတော့တော့ကျန်းလာတာမလို့ဟီနာက तू စိတ်ဖို့မိရဲ့လို့ပြောတဲ့အခါစိတ်ဖို့နေလဲဘာမှမထူးပဲသူတို့ပြန်ထလာရင်သွားပြီဆိုရင်ပဲမျောလင်ထားတာထက်တော့ကြော်လုံနေရဲ့လို့ကပ်ကပြောလိုက်ပါတယ်ရော့ဆိုတာဘာများပါလဲရှိုကိုခိုင်တို့နဲ့ဗမန်တို့ချာမှာတေချာပေါ့ပတ်သက်မှုတစ်ခုလည်းရှိနေခဲ့ကြပြီးတော့ထပ်ပြီးလဲအဲ့လိုမျိုးကြီးပြန်ဖြစ်လာမှာကိုလည်းကြောက်နေကြပါတယ်ဘာလို့ကပ်ကပြောစစ်စစ်ဖြစ်နေရလဲလို့ဟီနာကမေးတော့ကပ်လဲမရိန်ဖော့ကဖာမောက်ဝါလဲအဲ့လိုဖြစ်ခဲ့ရပဲလို့ဆိုပါရဲ့ အဲ့ဒီအချိန်ကလည်းမျောမှန်းထားတာထက်ပိုတဲ့အခြေအနေတစ်ခုကိုဖြစ်လာခဲ့တာပဲလေလို့ကပ်ကထပ်ပြောတော့အားလုံးကလည်းကပ်ရဲ့မိကတော်တော်မှွေခဲ့တာလေလို့ဝိုင်းပြောကြပါတော့ဟဲ့တကယ်တမ်းမှလည်းလူဗီဟာမရိန်4ရဲ့ပေါ်မောင်းဝါအပီးမကောပဲမထင်ထားတဲ့ဖြစ်ရပ်တွေကိုစတိုက်လှောက်ဆောင်ခဲ့ပါတယ်ဒီလိုနဲ့ပဲတငယ်ချင်းနဲ့နှစ်နှစ်အကြာစာဘော်ဒီအာချစ်ပလက်တိုမှာပြန်ဆောင်ကြပြီး Fishman ကျွန်းကိုတွားခဲ့ပါတယ် fishman ချွတ်မှလည်းရှိရာဟိုရှိတို့ကိုကဲတင်ပြီးတော့ new fishman power အဖွဲ့ရဲ့ပုံကံမှုကိုလည်းတွန်းလှန်ခဲ့တယ်ရူကူတိုင်းပြည်ကိုအခက် carry တွေကလည်းကဲတင်ပေးခဲ့ပါတယ် fishman ချွတ်မှလည်းရူကူပြည်မန်းကိုသွားရန်စားခဲ့တာပဲလို့ tokikake ကပြောတော့ကပလက်ရှိမောနေပါတော့ဟဲ့ နယူးယောက်ကိုစတင်ချေချလာခဲ့တဲ့ရှော့ဟက်တို့ဟာဖန်ဟာဇာကိုလည်းရောက်ရှိခဲ့ပြီးတော့စီစာကိုအနိုင်ပိုင်ပြီးအစတကတ်ကလေးတွေကိုလှုပ်ပေးခဲ့ပါတယ်။အဲဒီနောက်ဝါလော့ဒိုဖလာမင်ကိုအုပ်ချုပ်နေတဲ့ဒရဘိုစာပြည်ကြီးကိုလည်းကဲတင်ပေးခဲ့ပြီးတော့ဒိုဖလာမင်ကိုကလည်းအနိုင်ယူနိုင်ခဲ့ပါတယ်။တသား9600ကျော်ရှော့ဟက်ဖလစ်ကြီးကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဆက်ပြီးတော့ဇိုးကျုံကိုရောက်လာကြတော့လေခိုင်တိုနဲ့ရှိုကန်ဟာဝါလော့တိုင်းပြည်ကိုဖိနှိပ်နေကြရဲဆိုတာကိုသိလိုက်ရတဲ့လူတွေကမမွန်လို့စကဲတဲ့ကိုကုညီပို့ဆောင်ပြခဲ့ပါတယ်။ဒါမှမဟုတ်လည်းနိုင်ငံရေးလက်ထက်မှုတစ်ခုနဲ့ပတ်သက်သွားတဲ့စံကြီးကိုပြန်ခေါ်ဖို့အတွက်လူတွေကရှိုကုပဲ န်အုပ်ချုပ်တဲ့ Wokey Island ကိုကျူးကျော်ခဲ့ကြပြီးတော့ဇိုတို့ကတော့ဝါနိုတိုင်းပြည်ကိုသွားနေဖို့ဆုံးဖြတ်ခဲ့ကြတာပါ1ဘီလီယံကျော်စုချင်းဝင်ရှိတဲ့ပြိုင်ဆန်ရှာခတ်တက်ခွေကိုလည်းအနိုင်ပိုင်နိုင်ခဲ့ပြီးတော့လိုဗီတို့ကဗက်မန်နဲ့မိကန်နဲ့လွတ်မြောက်လာခဲ့တဲ့ဆိုတာကလည်းအချိန်နှဲငယ်လေးအတွင်းမှာပဲတကပြားလုံးကိုပြန့်နှံ့သွားခဲ့ပြန်ပါတယ်။အလုပ်ရများပါတယ်ဆိုမှ gap ရဲ့မြည်ရဲ့ bounty ကလည်း1.5ဘီလီယံကိုတောင်မှတက်သွားလိုက်သေးရဲ့လို့ Tuki Kake ကပြောလိုက်တော့သူမိကအခုထိအဲ့လိုတော့မဟုတ်ပဲနဲ့ပြောင်းညံ့နေပါသေးတယ်လို့ gap ကပြန်ပြောလိုက်ပါတယ်။ ဆိုတော့ဒီနေ့ Mary Joyce မှလည်းမထင်ထားတဲ့အခြေအနေတွေကဖြစ်ပေါ်လာခဲ့တယ်။ Authority အခန်းမှာလည်း Google Series ကိုလူတွေကရောက်လာခဲ့ပါပြီ။အခုက Ravi မှလို့ရှောင်းနေတာကပိုမကောင်းဘူးလို့ Google စက်ကပြောလိုက်ပြီးတော့မင်းမလို့အချိန်ပေးရလို့ဆိုပါရယ်။သပင်းအနီရောင်နဲ့ထူးဆန်းတဲ့ထူထူကပင်တရမြတယောက်နဲ့ပတ်သက်ပြီးတော့ပြောပြခြင်းတယ်လို့ဆိုပါရယ်။ Panjia Castle မှာအထူးကဝင်ပေါက်၃ပေါက်ရှိပြီးအဆောက်များလည်းထားရှိထားပါရယ်။အဲ့ဒီတဲကတပေါက်ခါ Slash Dragon ရဲ့ cage ဖြစ်ပြီးတော့ Slash Dragon များနေထိုင်ရာနေရာနဲ့ဆက်တွေ့ထားပါရယ်။ဝင်ပေါက်တစ်ခုကိုစာပုတ်ကအဆောက်အနေနဲ့ခိုးဝင်လာနိုင်ခဲ့ပါရယ်။အထက်ကနေရာတွေကို ုလေတခြားတပ်ဖုံရယူနေပြီးတော့အခန်းတစ်ခုတည်းဝင်တဲ့အခါမှာတော့အဆောင်တစ်ယောက်နဲ့တူတူရှင်းပြပြီးအရှိကိုဆက်လာခဲ့ပါတယ်။ မကလင်းပလာဇာအတွင်းမှာလည်းတဝယ်မျိုးနွယ်တော်တော်များကထွက်သွားကုန်ပြီပဲလို့ VV ကပြောတော့ဒီလိုကိစ္စတွေဖြစ်လာတော့လည်းဒီလိုဖြစ်တာပုံမှန်ပါပဲလို့ခွေဟာကဆိုပါတယ်။တစ်ဖက်မှာလည်းမန်ရှယ်ရီလေးကရှီဘာဟိုရှိကိုကုသပေးတယ်တော့ရှီဘာဟိုရှိလည်းတကယ်ကိုမိုက်တဲ့ဆွမ်းအားပဲလို့ပြောလိုက်ပါတယ်။ကမ္ဘာနံပါတ်1အရွယ်စားအကြီးဆုံးမင်းသမီးနဲ့အရွယ်စားအသေးဆုံးမင်းသမီးလေးပဲလို့ VV ကလည်းပြောနေခဲ့ပါတယ်။ဘယ်တားမိမှမဆိုလူကောင်းလူဆိုးဆိုတာရှိပြီးတော့ Fishman တွေတဲ့အတူတူပဲဆိုရင်မဲ့ဒီကျေးစုကြောင့်အော်တိုဟီမန်နဲ့ဂတိမပြတ်ပဲနဲ့ဆက်နေနိုင်ပြီလို့နပ်ဂျွန်ကဆိုပါတယ်။ကျေးစုတင်စရာမလိုပဲလွန်ကရစ်စနစ်ကအကျွေးကိုပြန်ဆက်တာမလို့ဒီအစည်းအဝေးပ ွဲ9ရက်မှာမျောဂက်စ်ကသူရှိရာခေါ်ချီလေးကိုစောင့်ရှောက်ပေးပါမယ်လို့ဆိုပါတယ်ဖဲကလည်းရောက်လာပြီးတော့ပြဿနာတနေချင်းသူမရှိခဲ့လို့ဖီဖီကိုတောင်းပန်နေခဲ့ပါတယ်။အဲ့ဒါတွေထက်အဖေကောလို့ဖီကမေးတော့အထမမဲ့ဖူဂျီတိုဟာခင်းဖြူကူနဲ့ဘရင်ကြီးကစကားပြောနေကြကြောင်ဖဲကပြောလိုက်ပါတယ်။ဒါတွေကိုခါရဆူကလည်းစောင့်ကြည့်နေခဲ့ပါတယ်။ တဖက်ကစာပို့တယောက်လေးအဆောင်တွေကိုပုံနေရင်မက်ကလင်းပလာဇာမှာဖြစ်သွားတဲ့ကိစ္စကြောင့်တော့ကျွန်တော်ရေးပို့တိုးမယ်လို့အဆောင်တွေပြောနေတာကိုကြားလိုက်ရပါတယ်အဲ့ဒီချိန်စာဘုတ်ကိုမြင်လိုက်လို့ live ဖန်ရင်ပျောက်သွားတဲ့အခါအဆောင်တွေက live ရှာနေတော့စာဘုတ်ကမင်းနဲ့ချက်ကနေစဉ်းလာပြီးနှစ်ယောက်လုံးကိုစော်ပေးလိုက်ပါတယ်။နောက်တတိယကဖရဲတခင်တွေရဲ့နည်းမြေပဲဆိုပြီးစာဘုတ်က Dragon Claw Fist နဲ့နှံကိုထိုးပေါက်လိုက်ပြီး Dragon Brick နဲ့ဖြတ်စီးလိုက်ပါရော။ အဲ့ဒီနောက်ကာဘာဆူနဲ့အတူထွက်သွားပါတော့ရဲ့ Slasher Dragon Gate ကို Sobek Kingdom ကဘယမခုံနေကရောက်လာတော့အဆောင်တွေလည်းဒါကဖျားသခင်ရဲ့နေမြင်မလို့ဖျက်တမ်းလို့လည်းမရတော့လို့အန်ဒီရလည်းများတာကြောင့်ပြန်မှုပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Charles ကထရယာတွေနဲ့ရောက်လာတာမလို့အမြန် Gate ကိုဖွင့်မှုအဆောင်တွေကိုပြောလိုက်ပါတယ်။ဒါကို Sabuka လည်းစောင့်ကြည့်လို့နေခဲ့ပါတယ်။ Rosewood က Charles ကြောင်းကိုကြားရတယ်ချက်ချင်းလိုက်လာခဲ့ရတယ်လို့ဆိုပါတယ်။ ဲ့ဒီချိန်ခိုနီကလည်းအထဲကိုခိုးဝင်လာခဲ့ပါပြီ။ Charles ကလည်း Mios Gas ကိုချိန်ဆနေခဲ့ပြီးတော့ Stacey Dragon တယောက်အနေနဲ့ကျွန်းတကောင်လောက်တော့မှမာနမရှိရဲ့လို့လို့ပြောနေခဲ့က Rose Ward ကလည်းလွန်ခဲ့တဲ့နှစ်30ကအောက်ကဘာကိုဆင်းသွားခဲ့တဲ့ Homens လိုမျိုးပဲမလို့ Donquity Family ကတခုခုပဲလို့ဆိုပါရဲ့။ Charles က Rose Ward စီးနေတဲ့ကျွန်းဟာခုမှဖြစ်နေလို့အရန်ကိုလန်သွားခဲ့ရပါတယ်။ ခုမှဟာအရှင်ကအားလုံးကကျွမ်းရဲ့ပင်တယ်များကြီးတယောက်ဖြစ်ခဲ့ပေမဲ့သူ့တော့ထူးဆန်းတဲ့ကံကြမ္မာကတော့မရှိတော့ပါဘူး။ဝါလော့တယောက်ဖြစ်ခဲ့တဲ့ခုမှဟာကဘာအစိုးရရဲ့အထူးတာဝန်အရရှော့ခတ်တိုးကိုတပ်ပြဖို့အတွက်ထရီလာဘက်ကိုရောက်ရှိခဲ့ပြီးတော့ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရတဲ့လူဗီဒိုရှင်မှာရုပ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်။ ခုမဟာဝါလော့ဖြစ်ပေမဲ့အစိုးရရဲ့အမဲကိုမနာခံပဲဆော့ဟက်ဖွေတာတွေကိုကဲတင်ပေးခဲ့တဲ့ထူးဆန်းတဲ့လူတစ်ယောက်ပါစာဗိုဒီအာခီပလက်တိုမာလည်းခုမနဲ့ပြန်ဆောင်တွေ့ခဲ့ပေမဲ့ခုမရဲ့ခန္ဓာကိုယ်ဟာကြီးမားစွာပြောင်းလဲလာခဲ့ပါတယ်တကယ်တော့ခုမဟာလူသားလက်နက်ပစိဖစ်စတာတဲကတခုဖြစ်ခဲ့ပြီးတော့အစိုးရရဲ့သိပ္ပံပညာရှင်ဒေါက်တာဖကာပတ်ရဲ့အစမ်းသက်ခံတဲ့ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ဆော့ဟက်တို့ကိုကဘာနတ်ကိုပို့ဆောင်ပေးခဲ့ပြီးတော့ကဲတင်ပေးခဲ့ပါတယ်အဲ့ဒီနောက်ပါဝါမောက်ဝေါ်မှာပါဝင်ခဲ့တဲ့ခုမဟာနောက်ဆုံးပြင်ဆင်မှုအထိပါအလုပ်ဆောင်ခံခဲ့ရပါတယ် တို့နဲ့နှစ်နှစ်ကြာပြတ်ဆုံးခဲ့ကြတဲ့ဆော့ခတ်တွေကိုဖရန်ကီယာတူတူတွေကူမာစီမာကက်တင်ခံခဲ့ရပြီးတော့ကျေးဇူးရှင်ကြီးဆိုတာလဲတတ်မှတ်ထားဖို့ပြောခဲ့ပါတယ်။ဘာဖြစ်လို့လူဗီတို့ဒုက္ခရောက်နေတာကိုကက်တင်ပြီးထွက်ပြေးဖို့အခွင့်အရေးပေးခဲ့တယ်ဆိုတာအခုကူမာအနေနဲ့ကတော့အဲ့ဒီအမှန်တရားကိုပြပြနိုင်အောင်မှမဟုတ်တော့ပါဘူး။စာဘိုတယောက်ကတော့ခူမာကိုကျွန်ဖြစ်အတုံးချထားတာကိုမြင်လိုက်ရတော့ဒေါရရဲ့ရန်ထွက်လို့နေခဲ့ပါပြီ။ဝါလို့ကျွန်ကတော်တော်အစင်ပြေပြီးရိုင်းနှက်ရတာရောဓာတ်နဲ့ထူရတာရောအတော်ကောင်းနေတော့ရိုးစပတ်ကပြောရင်ရိုင်းနှက်ပြနေခဲ့ပါရဲ့။စာဘိုကလည်းတီးမခန့်နိုင်လို့ဝင်ချဖို့လုပ်တဲ့ခါခါပါဆူတို့ကအမြန်တားပါတော့ရဲ့။ ခိုနီဆိုတာကလည်းတကယ်တော့အသက်ကြီးကြီးအောင်ဆောင်ထားတဲ့ jewelry ဘော်နီဖြစ်နေခဲ့ပါတယ်။ခိုးဝင်တာအောင်မြင်ပေမဲ့လုံးဝခွင့်မလွတ်နိုင်ဘူးလို့ဘော်နီကပြောဆိုနေခဲ့ပါတယ်။ဖျားတဲ့ကိနေမီအောက်ဖက်မှာလည်းအရန်ဒေါသမထွက်ဖို့မော်ဒီကပြောနေခဲ့ပါတယ်။အဲ့လိုဂျင်နာတက်တက်ခုမာက အခုလိုလောက်ခန့်နေရတာလုံးဝခွင့်မလွတ်နိုင်ဘူးလို့စာပုကဆိုပါတယ်။ခါပါဆူကတူတူအဲ့တော့ပဲလာခဲ့တာမလို့စိတ်အေးထားပါအောင်လို့ပြလိုက်ပါတယ်။ခုမာကိုလွတ်ပေးလို့ရရမယ်အရင်ခုမာရဲ့စိတ်ကပြန်ဖြစ်နိုင်မှာမဟုတ်တော့ဘူးလို့ခါပါဆူကထပ်ပြောလိုက်ပါတယ်။ ဖျားတခင်ကိုအာခရင်ဘလို့လူပဲဖြစ်နေပါစေတလို့မျိုးဖြစ်လာရလိုက်မယ်လို့ကုဘကိုဥမာရင်းနဲ့လုံပြထားပြီးတော့ slash ရကြကုန်းစီမှာ CP0 နဲ့ Navy HU လည်းရှိနေတယ်ငါးဝေးလည်းပေါ်ပေါ်နေပြီးတော့ဖန်ခန့်ရရင်လို့ link ဘက်ကပြောရတော့စာဘုတ်ကပေါ်ပေါ်နေရဆိုတာမရှိပဲအောင်ပြင်မလားတိတ်ဆုံးရမလားဆိုတဲ့နှစ်ခုပဲရှိရလို့ဆိုပါတယ်တို့နဲ့ slash ရကြကုန်းနဲ့တွားကြပြင်မလို့ခါပါစုကအချံကိုဆက်ဆွေးနေမယ်လို့ဆိုပါတယ် maybe choice ကမြေပြင်အနေထားနဲ့ရတဲ့ပုံစံကိုလည်းတခြားတည်ထားပြီးပြီဆိုပေမဲ့လုံချုံကြီးက Navy Admiral တွေတောင်မှရှိရလို့ link ဘက်ကဆိုပါတယ်နောက်တစ်ခါ command meet ပြီးသားမလို့ဘာပဲဖြစ်ဖြစ် စာဘုကသူခုမကိုရောင်းအောင်ကဲတင်မလို့ပြောလိုက်ပါရဲ့မင်းရဲ့ညီလေးနဲ့တငယ်ချင်းတွေကိုလည်းသူပဲကဲတင်ပေးခဲ့တာမလားလို့လင်းဘက်ကပြောတော့စာဘုရဲ့သူ့မညံ့တွေပျောက်ဆုံးနေခဲ့ပြီးတော့ဘာမှမလုပ်နိုင်ဖြစ်နေခဲ့တဲ့အချိန်သုံးကားပေါ်လို့ပြောပြလိုက်ပါရဲ့သူတို့တွေဟာပင်လယ်ကနေပျောက်ဆုံးသွားပြီးနှစ်နှစ်ကြာမှတော်တော်လေးကိုအင်အားကြီးလာခဲ့တယ်သူတို့အင်အားတော်တော်များကိုလည်း Dragon စာမှာတွေ့ခဲ့ရပြီလို့စာဘုကဆိုပါရဲ့အဲ့လိုမတတ်မှလာလို့လည်းမရတော့ဘူးလေလို့စာဘုကပြောရင်သူတို့တွေစူးစမ်းမှရတော့မယ်ဆိုပြီးတော့အသွေးတွေဝင်ခဲ့တာဟာအေးစီရတဲ့တင်းကြာပြီးတဲ့တင်းစတဲ့ကအမှားစာဖြစ်တဲ့ Tweety 2ဝိုင်ရရှိခဲ့တဲ့အချိန်ပဲလို့ဆိုပါရဲ့ တွေးတော့မတွေးနိုင်လားအောင်လို့လေ့ကျင့်ကဲကြမှာပေါ်လို့စာပေါ်ကပြောလိုက်ပြီးတော့အဲဒီနေ့ကနေနှစ်နှစ်အကြာမှာထပ်ပြီးတော့ပေါပေါက်လာခဲ့ပြတယ်လို့ပြောပြလိုက်ပါတယ်။အခုတော့ strong အဖွဲ့ကပင်လယ်ပြင်ကိုအတော်လေးလောက်ကိုင်းနေတဲ့အဖွဲ့တစ်ခုဖြစ်လာပြီးပေါ်လို့ကဘာစုကပြောလိုက်ပါတယ်။ဒါတွေအားလုံးကလည်းခူမရဲ့ကျေးဇူးတွေကြောင့်ဖြစ်ပြီးတော့ခူမကတန်ဖိုးထားရတဲ့အဖွဲ့ဝင်ဖြစ်တယ်။ညီလေးကိုလည်းကုညီပေးခဲ့လို့လည်းပြန်ကျေးဇူးဆက်ရမယ်လို့စာဘောကဆိုပါတယ်။မော်လီလည်းတိုးတိုးတွေရဲ့တငယ်ချင်းဟောင်းကြီးခူမကိုကေတင်တိုက်ချရအောင်လို့ပြောလိုက်ပါတယ်။ တစ်ဖက်မှာလည်းလူဗီဒီယိုသူ့ poster ကိုကြည့်ပြီးတော့ချိန်တဘောကြားနေခဲ့ပါပြီ900 million ကနေ1.5 billion အထိတောင်ဖြစ်သွားတယ်လို့လည်းဒီလိုဘယ်လိုစံချိန်ကလမ်းပြောလိုက်ပါရဲ့အဲ့ဒီချိန် news coast ကရောက်လာတော့ကပ္ပစီဝင်းညီလာကန်ကြီးကဒီနေ့စတင်နေပြီဆိုတာကိုစာချိန်တက်ထိလိုက်ရပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ revenue ညီလာကန်ကြီးကလည်းစတင်လို့လာခဲ့ပြီးတော့ကပ္ပကြီးရဲ့ပင်လယ်ပြင်ဟာမြစ်တရရဲ့နယံကြီး red line ကိုလူပြီးတော့ခရီးထွက်နေတဲ့ new world ရဲ့ grand line နဲ့၄ခုပိုင်းခြားထားပါတယ် ကဘာအစိုးရဟာ190သောနိုင်ငံတွေပါဝင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲမှာမှ90သောနိုင်ငံကဘရင်ဘရင်မားတွေဟာဒီဟိုလီလမ်းမှာ၄နှစ်တခါစုဝေးကြရပါတယ်။အားလုံးကလည်းဆွဲခတ်လူပြည်အကြောင်းကိုပြောဆိုနေခဲ့ကြပြီးတော့ခိုင်တကူပြတ်မှတ်ထားနေတဲ့ဆိုတဲ့ကောလာဟာလာတွေလည်းထွက်ပေါ်နေကြောင်းပြောနေခဲ့ပါတယ်။ဝါတို့တိုင်းပြည်ကကဘာအစိုးရနဲ့မပူးပေါင်းထားတာကြောင့်ပြောရရင်ဥပဒေနဲ့အိမ်မှမရှိဘူးဆိုပြီးတော့တရားသမျိုးစီပြောဆိုနေခဲ့ကြပါပြီ။ဒါကိုအလက်ဆာပယ်လိုကလည်းသဘောကျလို့ရှိမောနေခဲ့ပါတယ်။ဥက္ကဋ္ဌကအလက်နဲ့ကြွေးချက်ရတာမလို့ဒီတစ်ခေါက်ကဘသူဥက္ကဋ္ဌများဖြစ်မလဲလို့မေးကြတဲ့အခါ ဘယ်လီဝုဒ်ကင်တန်ကာဟမ်ဘာဂါကသူ့ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။ကဘာကြီးရဲ့ရွေးလျားနေတဲ့ဦးစီချက်ကိုပြောင်းလဲနိုင်တဲ့အစီအဝေးကြီးကို Ravi လို့ခေါ်ဆိုခဲ့ကြပါတယ်။အစီအဝေးစတင်နေတဲ့ပုံမဲ့လို့ကိုဆက်ရက်ကလည်းပြောနေခဲ့ပြီးတော့ဒီညီလာကံမှာအလပါစတာရဲ့ဘရင်ကော့ပရာကာတဲ့ကိုဆက်ရက်ကိုတွဲကွင်းတောင်းထားတယ်လို့ Jupiter ကဆိုပါတယ်။ Nefertiti Family က1800ကျော်အောက်ကဘာမှာနေထိုင်ခဲ့တဲ့ပထမဦးဆုံးလူ20ရဲ့တခုတည်းသော Family လို့ Wakiwi ကလည်းပြောလိုက်ပါတယ်။ တခုခုများတရှိသွားလို့လာတော့မသိပါနဲ့ပြောရရင်တစ္ဆပ်ဖောက်လို့လည်းပြောရကြမလို့အကြောင်းအရာတွေအများကြီးမရှုပ်ထွေးဖို့မျှော်လင့်ကြတာပေါ်လို့မတ်စ်ကလည်းပြောလိုက်ပါရဲ့ဆက်ထန်ကလည်းဖင်မန်းနဲ့ခိုင်တို့တို့ရဲ့ပြဿနာတွေကလည်းအတူတူပဲဖြစ်ပြီးတော့ပါမောက်ဝါးကားနဲ့နှစ်နှစ်ပြီးသွားပြီမလို့တားလို့လည်းမရတော့ဘူးလို့ဆိုပါရဲ့ကဘာကြီးရဲ့ဟန်ချန်ကြီးပို့ဆိုတာတတလုံးထိန်းထားလို့မရဘဲနဲ့တစ်ခေါက်လောက်တော့အများကြီးရှင်းလင်းဖို့လိုအပ်နေသေးရဲ့လို့ Naturo ကလည်းပြောလိုက်ပါရဲ့ Chamber of Flower မှာလည်း Immune ဆိုတဲ့သူတယောက်ကအားလုံးကလူစုံနေပြီဖြစ်ကြအောင်လူတယောက်ကလာပြောနေခဲ့ပါတယ် အီမူကစောကတိနဲ့ပတ်သက်တဲ့သူတွေရဲ့ပုံသက်ချို့နဲ့ Black Bear ပုံကိုလည်းဖျက်ဆီးလို့ထားခဲ့ပြီးတော့ VV ရဲ့ပုံကိုလည်းကြည်နေခဲ့ပါတယ်။တမိုင်းကိုဖျောက်ဖျက်လို့ရပါမယ်။နောက်တစ်ခါဆုံးဖြတ်ပြီးကြတေချာပြီလာလို့ကို Cedric ကလည်းမိနေပြီးတော့အင်အားရှိတဲ့သူ့ရဲ့နာမည်ကိုပြောပြပေးပါလို့ထပ်ပြောလိုက်ပါတယ်။ထလီကတော့ 1P အပိုင်း223ဖြစ်ပြီးအပိုင်း224ကိုဆက်တင်ပေးနိုင်မို့သူက like လေးကြောက်ချက်တော့နေပေးခဲ့ကြပါအောင်။ comment လေးလည်းကြောက်ချက်စီမှတ်ပေးခဲ့ကြပါအောင်။ channel subscribe လေးမတော်တော်လေးလုပ်ပြီးတော့ခဲ့ကြပါအောင်။ကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့ဆက်မှတ်ပါ